တခါမဆာကအဆက်အသွယ်အမြန်ဆုံးရရှိစေတဲ့နီလန်းကောင်းလေးတစ်ခုကိုပြပြမယ်နော်မိမိရဲ့ချစ်သူမိမိရဲ့ညီကိုမောင်နှမမိမိရဲ့သားသမီးမိမိရဲ့ခင်မောအကြောင်းတစုံတရာကြောင့်အဆက်အသွယ်မရဘူးနိုင်ငံသားသွားလို့အဆက်အသွယ်မရတော့ဘူး။ဒါမှမဟုတ်မြန်မာနိုင်ငံနယ်စွန်နယ်ပြားရောက်နေလို့အဆက်အသွယ်မရတော့ဘူး။ဘလို့မှအဆက်အသွယ်မရတော့ဘူးဆိုရင် အဆက်အသွယ်ပြုလုပ်လို့ရတယ်နီလန်ကောင်းလေးတစ်ခုပါအဲ့ဒီပျောက်နေတဲ့လူရဲ့ဓာတ်ပုံကိုမိတ်တူကူပါအဲ့ဓာတ်ပုံရဲ့မျက်နှာတက်တဲ့အပေါ်မှာဇက်အခရာကို ရေးပြီးတော့ဖျောင်းနိုင် ဖြူမှာပတ်ပါဒီလိုပတ်ထားတဲ့ဖျောင်းနိုင် ဖြူလေးကိုပျောက်ဆုံးနေတဲ့လူရဲ့မွေးနဲ့တောင်ဖေရဒါမှမဟုတ်ရင်မိမိအိမ်ဖေအမ မီထွန်း ဖះမှာဖះမှာမီးထွန်းပြီးတော့ဆူတောင်းခြင်းအပြင်ပြန်လဲပြီးတော့အဆက်အသွယ်ရလာတာကိုလည်းထူးခြားအံ့ဩစွာတွေ့ရှိရတတ်ပါတယ်။ကဲလွယ်ကူရိုးရှင်းတဲ့ဒီလင်းလန်းလေးကိုလည်းကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်လို့မဆာကဆန္ဒပြုလိုက်ရပါတယ်နော်။